တဲ့ရမ်ချနေရနေချူဆိုလိုက်ပါရယ်တဲ့ရမ်ချနေကို subscribe မရသေးဘူးဆိုရင်တော့ subscribe နဲ့ပြီးသွားကြပါမယ်နော်ကဲဒါဆိုရင်တော့ share good share လေးထားနေနိုင်ငံရဲ့အချမ်းပေးချက်များကိုနားဆင်ကြရမှာပါကျွန်တော်ပြောမယ်ဗျာကျွန်တော်အခု office အခုပဲရောက်လို့နော်ပုံမှန်၄နှစ်ခွန်ရာရွေးကောက်ပွဲကျင်းပလို့မရဘဲနဲ့ဒီစကားစစ်အားနာရှင်စောက်ယူတွေရွေးကောက်ပွဲကျင်းပခဲ့ရင် ုံမအရလဲတရားဝင်ဘူးဒီရွေးကောက်ပွဲလဲတရားဝင်ဘူးလို့ဒီလောက်ကျွန်တော်ထောက်ပြလိုက်တဲ့အချက်ကလေးတစ်ချက်လောက်တောင်နားမလဲပဲနဲ့ဘယ်လိုစောက်ပိန်းတွေကဗမာနိုင်ငံရေးကိုဖင်ရှားကြမှာလဲလို့စတဲ့ကတရားဝင်ပါဘူးဆိုတာအလုံးသိနေတယ်။ Okay ဗဇက်ပြောမဟုတ်ဘူးသူ့ရဲ့2008ရွေးကောက်2008ဥပဒေအရာဒီပုံမှအရာကိုတရားဝင်ပါဘူးလို့ပြောတယ်ဆိုတော့ ဒါဟာသူတို့ပြောနေတဲ့2008အခြေခံဥပဒေအရကိုတရားမဝင်တဲ့ဥစ္စာကြီးကိုဗျာခမားတို့ဒါနိုင်ငံရေးဗျခွဲမသားတွေရဲ့စောက်ပိန်းတွေရဲ့เนาะမဆဲကျင်လို့ကြည်နေတာစာလေးပါလေးဖတ်ကြအောင်เนาะကျွန်နေကြီးပဲလုံမနေနဲ့เนาะစောက်တုံးနေဒေါသထွက်လာနိုင်ငံရေးကိုမြင်ဖို့ထောက်ပြခွဲမသားတွေ မဟုတ်ကျွန်တော်ကလေဟိုရိုင်းတာမဟုတ်ဘူးကျွန်တော်တို့ကဟိုနိုင်ငံရေးနဲ့ပတ်သက်ရင်အရန်ရင်ကြီးခဲ့တယ်ခင်ဗျားတို့ကျွန်တော်တို့ကျွန်တော်ရေးခဲ့တဲ့2009ခုနှစ်ကနေ2012,13,14,15ထိတွားကြည့်လိုက်ခင်ဗျားတို့တွေ့လိမ့်နောက်ပိုင်းမှာဘာကြောင့်ဖြစ်လာလဲဆိုတော့လေခင်ဗျားတို့ကိုပေါင်ကိုလန်ထောင်းတူလို့လည်းဖြစ်မှာဆိုရယ်ဒေါ်အောင်ဆန်းစုကြည်ဒီဖက်ပြုတ်မရင်ငယ်ဘူးเนาะ အွန်လိုင်းပေါ်တင့်ပြီးတော့လူတွေကိုလိုက်ဆဲခိုင်းပြီးကျွန်တော်ပါအဆဲခံရလို့ကောင်းကောင်းမွန်မွန်တုတ်ပြန်တာမရလို့တန်ရာတန်ရာနဲ့ပဲတုတ်ပြန်ရတော့မယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တာဗျအရင်ကျွန်တော်အဲ့လိုမဟုတ်ဘူးဗျတော်ကျွန်တော်ဗုဒ္ဓဘာသာတယောက်ကျွန်တော်ဗြဟ္မဏအမွန်တယောက်တကယ်ပြောတာဆိုတော့လေအခုကျွန်တော်ပြောတယ်ငကျင်းစီနဲ့ငကျင်းကြော်တယ်လို့ခင်ဗျားတို့ပဲပြောတယ်လीနော်အခု तू อ่ะ 2008ခြေဦးကတရားမဝင်ပါဘူးလို့ဘာမဝင်ပါဘူးလို့ခင်ဗျားတို့ပြောနေခင်ဗျားတို့စောက်ယူတယ်2008ခြေဦးနဲ့တိမ့်စိန်ကြီးကဘာပတ်ခဲ့တယ်လေ2008ခြေဦးနဲ့ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်ပြီးတဲ့အပြင်ရွေးကောက်ပွဲပါလုပ်ခဲ့တယ်လေဒါကြီးကကဘာကြီးကလက်ခံလို့ပေါ့ခင်ဗျားတို့နိုင်ငံကြီးနားမလည်ဘူးမှတ်လားနားမလည်ခင်ဗျားတို့အသေးချစဉ်းစား Okay 2008ခြေဦးဆိုတရက်နှစ်ရက်ပစ္စည်းမဟုတ်ဘူးလေအစဉ်းစားကြည့် နော်တိမ့်စိန်ကြီးတကဘာလုံးပတ်ခဲ့တယ်ခမရတို့2800ခြေဦးနဲ့ပဲယင်ကြားစီတာလေခမရတို့ယင်ကြားစီပြီးဖင်ကြားတွေပွင့်ကုန်တယ်လေဟဲ့ဆောက်ရက်လည်းမရှိကြဘူးရေးထားရင်ဩဒီဘဲတလို့ရေးပြီဆိုရင်ဒီကောက်လက်နဲ့နဲ့ဒီကောက်တုတ်ပြန်ပြီဒါလို့နားလေရမှာပေါ့နိုင်ငံရေးဆိုတာမဟုတ်ဘူးလားကျွန်တော်ပြောနေတာအခုခင်ဗျားတို့ကဘလို့ဖြစ်နေလဲဆိုတော့ နှစ်ဖက်လုံးတော့စောက်နီပိန်ရောဘောမရောဟာဒါငါတို့ဘက်ကမဟုတ်ရင်ခြားလိုက်ဆဲထဲလိုက်အဒေါ်စုဗျဒါကြောင့်လေဒီဖက်ပြုတ်ဝင်းထိန်ဩစတေးလျားသွားတော့အန်အေဒီအကြောင်းနဲ့အကုန်ဖော်မယ်ဆိုပြီးထလဲရေရောဒေါ်စုလိုက်ပြီးတော့ပြန်ခေါ်တာအဲ့ဒီအိမ်ထဲမှာငါလူဂနေတီငါနဲ့အဆက်အသွယ်ရှိတယ်ကွာဘာစောက်ကြောင်းနေလဲဆိုတာငါအကုန်သိတယ်ကွာအော်ငါတို့ကညောင်မြစ်တူရင်ပုတ်တင်ဥပါပေါ်လာမယ်ဆိုပြီးတော့မပြောတော့တာ စောက်ပဝင်နေတိတ်မမြင်ကြနဲ့ကွာငါအာနာလဲလာမယူဘူးကွာငါတို့ကအရင်တည်းကလဲတိုက်လာတယ်ဒီစစ်တပ်ဒီအာနာရှင်တွေဗရေတရစ်တွေနော်ကွန်ယူနစ်စောက်ယူတွေကိုလက်ခံတဲ့ကောင်လည်းမဟုတ်ဘူးဒါမင်းတို့အမှန်တိုင်းပြောတာဒါကြီးကိုငါပြောလိုက်တယ်ဆိုတာအဲ့ဒီလေးနှစ်ခွန်ပြထမ်းဖို့ညောင်းနှစ်ပင်မှာဘယ်လိုဆွေးနွေးခဲ့လဲဆိုတဲ့အခြေခံတမိုင်းကြောင်းမှာရှိတယ်မင်းမအဲ့ဒီပုံမှာရေးထားတဲ့ဥစ္စာတွေမဟုတ်ဘူးဟုတ်ပြီလား ဆိုငါဒါပဲထောက်ပြတယ်ငကြင်းစီနဲ့ငကြင်းကြော်ပါတဲ့မင်းတို့ပြောတယ်မင်းတို့က2008ကိုတရားဝင်ဘူးโอเคဒါဆိုရင် NUG အခုထောင်ထားတဲ့အလံ2008အလံတရားဝင်သလားဒါဆိုရင်ကောင်းကောင်းပြောလဲမရဘူးနည်းနည်းလေးကွာမြင်တာလေးရေးလိုက်တာနဲ့တက်ဆဲတယ်ဟမ်ဥပဒေထက်မှာဘာလို့မှမရှိဘူးအေးမင်းဥပဒေထက်မှာမင်းဒီလိုလုပ်နေဒါမင်းဥပဒေကိုမင်းချနေတယ်ဒီလိုပြရမယ်လေကွာနိုင်ငံကြီးတမဆိုရင် ဟာတွေးတာနဲ့တက်ဆဲတယ်ဆိုစောက်ခွက်တွေလည်းမပြရဲဘူးနိုင်ငံရေးသမားတွေတဲ့ advis တွေတဲ့ငါတို့တသက်လုံးစောက်ခွက်မဖုံးခဲ့ဘူးဟိုးငါစတော်လှန်တဲ့အချိန်ဟိုးငါထောင်ကြတဲ့အချိန်ဟိုးငါတော်ရဲရောက်တဲ့အချိန်အကုန်လုံးငါတို့စောက်ခွက်တွေပြခဲ့တယ်မင်းတို့လက်ထက်ကြမှာကွာတိုင်းပြည်အတွက်အလုပ်လုပ်တာစောက်ခွက်တောင်မပြရဲဘူးတဲ့ဟာစောက်ချက်လည်းမရှိကြဘူးကွာအံ့ဩပါရဲ့ဘာကောင်းဒီမှန်းကိုမသိတော့တာမင်းတို့ ဟမ်မင်းတို့ NLD လက်ထက်မှာလဲငါတို့ကမဟုတ်ရင်မဟုတ်ဘူးထောက်ပြတယ်ကွာဟုတ်တယ်မလားစီးရင်စစ်ချုပ်ဒေါခင်တန်းလှရဲ့နောက်ဆုံးဖြိုးမင်းသိမ့်နဲ့အင်းနေဝင်းတို့မောင်နှမတွေနဲ့မောင်မောင်စိုးတို့နဲ့နီလာကျော်တို့နဲ့ရဲမင်းဦးတို့နဲ့ခေါ်သမျှအားလုံးကွာငါမှရှိတယ်ဖိုင်ညောင်မြင့်တူရင်ပောက်တင်ဦးပေါ်လာမယ်ဆိုပြီးငါပြောနေတာမင်းတို့နဲ့ထောက်ရှေ့လက်မခံရင်မင်းတို့အန်ယူဂျီအလံဖြုတ်ချလိုက် 2008တော့လက်မခံဘူး2008အလံတင်ပြီး NUG တဲ့ဒါပဲ